ျမအနာဝိုင်းပြီးစိတ်ချမ်းသာစရာစကားတွေပြောကြတယ်။ကျမစားဖို့တောက်ဖို့ဝိုင်းပြီးချက်ပြုတ်ပေးကြတယ်။ထရေလာကိုလည်းတန်ရှင်းရေးလုပ်ကြတယ်။တရားမဟုတ်တရားအမြဲလိုရောက်လာတတ်တယ်။ရက်တွေကြာလာတော့သူတို့စီကငွေအကြောင်းပြောတယ်နဲ့ကြားလာရတယ်။အယူခံဝင်တာဘလောက်ကြအောင်မှလဲပတ်စံပဲတော့ရမှလဲရလာရင်တော့ဘာလို့မစိတ်ကူးထားလဲဆုံးနေတာပဲမေးကြမြန်းကြတာ။တ냐ဘတ်တီရဲ့မောင်ငယ်ကောင်ပေါက်ချလာပြီ အရက်လည်းအတော်မူးနေတယ်။ကျမကိုဒေါ်လာ1000လောက်ချီးပါပြောလာတယ်။ဒါနဲ့ပဲကျမတို့စကားများကြရော။သူကဘာပြောလဲဆိုတော့ကျမလက်ထဲပတ်စံအချို့တဝက်ရောက်နေတယ်ဆိုတာမြို့ကလူတွေအကုန်သိကြတယ်နဲ့။ကျမလည်းသူ့စကားကြောင့်အတော်လေးတုန်လို့သွားမိတယ်။လူတွေကဒီလိုပြောလာကုန်ကြပြီလို့ဆိုပြီးတော့ကောလာဟာလာတွေလည်းမျိုးစုံပဲ။ပုံမှန်30၊ဒီမှန်30ကျမကဘယ်လောက်ပြန်ပေးမလဲ။ဘယ်လိုကတဲ့မျိုးဝယ်စီးမလဲ။ ဘယ်နေရာမှာအိမ်သစ်ကြီးသွားဆောက်ပြီးနေမလဲကျမဝယ်တာချမ်းသာများများဆဆမရှိပြီမယ်ကျမဘာတွေများဝယ်နေတယ်လဲဆိုပြီးစောင့်ကြည့်နေကြတယ်အနီးနာခရိုင်လေးခုစလုံးကယောက်ျားတွေယောက်ျားရှာတွေအားလုံးကအိမ်ဝင်လာပြီးနှုတ်ဆက်ခြင်းတို့ရုပ်ရှင်ကြခြင်းတို့ဆိုပြီးဖုန်းနေတူကမှဆက်လာကြတယ်အဲ့ဒီထဲမှာနှစ်ယောက်ကခုထိမကွာရှင်းရသေးဘူးဆိုတာကျမအသေးစားသိထားတယ်ဗတ်ဒီကသူတို့ရဲ့ဝမ်းခွဲရင်လည်းသိနေလို့လीကျမကတော့ယောက်ျားတွေကိုယူကိုမဆိုင်တော့ပါဘူး ဝက်စ်ကအဝေးတနေရာသို့လမ်းကြည့်နေသည်ရှင်ဒန်နီနဲ့စကားပြောပြီးပြီလားဟုတ်မေရီဂရေ့စ်ကမေးလိုက်သည်တခါတလေတော့ပြောဖြစ်ပါတယ်သူကအန်အဝတ်ကောင်းတဲ့လူတစ်ယောက်ပါကျမအကြောင်းကိုရမှာပြောနေတဲ့လူတွေကိုဆူတောင်းပေးဖို့ပြောတယ်ကျမလည်းသူတို့အတွက်တကယ်လဲဆူတောင်းပေးနေပါတယ်သူတို့ကြတော့ကျမနဲ့ငွေအတွက်ပိုပြီးဆူတောင်းပေးနေကြတယ်လို့ထင်လာတယ်ဟုတ်ပြောရင် ပတ်ဝန်းကျင်ကိုတင်္ကာမကင်းသည့်မျက်လုံးများနဲ့ဝေးကြည့်လိုက်ပြန်သည်အချို့တဲကိုငပြောသည့်ပူတင်းနဲ့အခံသည်သူတို့လည်းဂျင်းနဲ့နဲ့စကားဖြတ်ပြီးထွက်လာဖို့အကြောင်းပြချက်ရသွားသည်ခမရဲတွင်ပီတွန်တို့၏အခြားအမှုတွေများလည်းရှိနေ၍တဦးချင်းစီကို ထိုက်တဲ့လိုအလေးကယူပြုပြောဆိုရဖို့ရှိနေသောကြောင့်ဖြစ်သည်ဆရာတော်အော့နှင့်သူ၏ဇနီးတို့စာဝဲများရှင်းလင်းနေစဉ်တွင် လူများလည်းပြန်ဖို့တကားဝါသို့သွားနေကြပြီဖြစ်သည်ဝက်စနစ်မေရီဂရစ်တို့လည်းဒင်နီနှင့်တွေ့ဖို့သူဤစာကြည့်ကမ်းထဲသို့ဝင်သွားကြသည်အတုဘအခမ်းအနားပြီးဥပဒေကြောင်းများကိုပြောပြဖို့ရှိနေတော့ကြဖြစ်သည်မိသူမကျဲမမဖြစ်လာနေလဲယောဂအသည့်အစမ်းတစ်ခုထွက်လာသလားထင်းရှူတော့ကမိသူက အခြားရှင်းနေအကျိုးဆောင်လုပ်ငန်းနဲ့ဆက်သွယ်လာမျိုးရှိနေလားအဆရှိသည်လို့ဖြစ်သည် ဒီ client ဟာတင်းဆိုတဲ့လူကထိမရအောင်ဖြစ်လာပြီ။ radio ကနေလဲကြော်ညာနေတယ်။သတင်းစာကနေလဲတပတ်တစ်ခါထည့်တယ်။ပတ်စံကျင်းတွေရမယ်လို့အာမခံနေတော့လူတွေစုပြုံသွားနေကြတယ်။ဟုတ်ဒန်နီက ပြောပြသည်။ West နဲ့ Mary Grace သည် Miss Ines ဇာပနာမတိုင်ကဗဟိုလန်းကိုလမ်းလျှောက်ကြည့်ခဲ့ကြပြီဖြစ်သည်။ client ရုံးနဲ့ကတ်နေသောယောဂစစ်စစ်ရေးစေကံအားကိုယ်တိုင်ကိုယ်ကျအကဲခတ်ခြင်းရွေးဖြစ်သည်။ ရုံးရှိပလက်ဖောင်းပေါ်တွင် ရေခဲများထည့်ထားသောအအေးခံပုံကြီးနှစ်ပုံးထဲတွင်ရေတံမှုများကိုတွေ့ရသည် Bins and Bins ဆိုသည့်စာတန်းမှာတီချက်ကိုဝတ်ဆင်ထားသောဆယ်ကျော်သက်လူငယ်တအူးကလူများအားရေတံမှုတစ်ခုစီဝေပေးနေသည်ဘူးပေါ်တွင်လည်း Bins and Bins ရှင်းနေအကျိုးဆောင်လုပ်ငန်း၏စေတနာမြင့်တာဖြင့်တန့်စင်သောသဘာဝစိတ်ဆန်းရေးဆိုသည်နှင့် အခမဲ့ဆက်သွယ်ရေးရသည့်ဖုန်းနံပါတ်စာတန်းကတ်ထားသည်နေပါဦးကွာဒီရေတွေကဘယ်ကလာတာလို့ဟုတ်ဝက်စ်ကခြားတိတ်ကိုမေးလိုက်သည်ခြားတိတ်ကဘုံမောရေမဟုတ်ပါဦးဗျဟုတ်ခက်သက်သက်ပြန်ပတ်လိုက်သည်မေရီဂရေ့စ်ကရှေ့တိုးလာပြီးခြားတိတ်နဲ့စကရောဖော်ရောလှုပ်လာ၍ဝက်စ်ကဘေးထွက်ပေးလိုက်ပြီးစစ်စစ်ခင်ရင်စောင့်နေသော အမှုတွေဖြစ်ဟန်ရှိသည့်လူများအနီးရက်လိုက်သည်တယောက်တလေမှလည်းနာမကျန်းဖြစ်နေသည့်ပုံမျိုးမတွေ့ရအသက်၁၈နှစ်ပြင်ပြည့်ဟန်မရှိသေးသောငယ်ငယ်ချောချောကောင်မလေးတယောက်ကကြောညာစာရွက် ဖြည့်ရမိဖောင်တွဲထားသည့်အောက်ခံပုံပြနှင့်ဘောပံကို West R Campaign ပြီးစာရွက်နှစ်ဖက်စလုံးတွင်ဖြည့်ဖို့ညွှန်ကြားသွားသည်လက်ကမ်းကြောညာကို စနစ်တကျလှုပ်ထားပြီးဂရင်းကုမ္ပဏီကိုဆွဲဆိုထားသည့် အချက်အလက်အချင်းချင်းနဲ့ယခုအခါ၎င်းတို့ကြောင့်ဘုံမိုးနှင့်ကာရီစီရင်စုတစ်ခုလုံးဤတောက်တုံးရီများညဉ့်ညမ်းကြရပြီဆိုသည်ကိုတရားရုံးတွင်တက်တည်ပြပြီးဖြစ်သည်ဟုဖော်ပြထားသည်တိလိုသည်။ကိုလည်းဖီလာဒဲဖီးယားရှိ Bins and Bins ရှင်းနေအကျိုးဆောင်လုပ်ငန်းသို့ဆက်သွယ်စုံစမ်းနိုင်သည်ဟုလည်းပါရှိသည်ဖောင်တွင်ပါသည့်မျိုးကများအလုံးသည်နောက်ခံရာဇဝင်နှင့်ကျမ်းမာရေးအကြောင်းများဖြစ်သည် ို့သောနောက်ဆုံးမေကွန်းနှစ်ခုကမိသူကရည်ညွှန်းပေး၍ရောက်လာရသည်နှင့်ဂရိန်းဓာတုကြောင့်ယောဂဖြစ်ပွားနေသည့်ယူဆရသူတဦးကို သိပါသလားသိပါက ထိုပုဂ္ဂိုလ်၏အမည်နှင့်ဖုန်းနံပါတ်ကိုထည့်သွင်းပေးပါလို့ဖြစ်သည်ဝက်စတီသူ့လက်ထဲကဖောင်ကိုဖြစ်နေစဉ်တွင်ဆရာဝန်သည်လူများစောင့်နေရသည့်အခန်း၏အနောက်တနေရာမှထွက်လာပြီး နောက်ထပ်လူနာတယောက်ကိုခေါ်သွင်းနေသည် သူသည်ဆရာဝန်များဝစ်စင်နေကြလောင်းကုတ်အင်ဂျီအဖြူနှင့်ဖြစ်သည်လေပင်တွင်လည်းလူနာဆန်းသက်သည့်နှစ်ချက်ကိုချိတ်ဆွဲထားသည်အိန္ဒိယသို့မဟုတ်ပါကစ္စတန်ကဖြစ်ပုံရပြီးအသက်အားဖြင့်30ထက်ကျော်ပုံမရဝက်စလီစေကန်းနေတွင်ခဏလောက်သာနေပြီးအကြောင်းတစ်ခုခုပြ၍ပြန်ထွက်လာခဲ့သည်ကြည့်ရတာလှုပ်တယ်ဆိုုံတော့ဖွဲပြတိတ်ကြီးကြီးကျယ်ကျယ်မရှိလောက်အ ਨੇ စုံ အမှုရာကနန်းလောက်တော့ရလိမ့်မယ်ထင်တယ်။အမှုအတော်များများလဲအာဖရိကလောက်ဖြစ်တာမျိုးရလာသမျှအမှုတွေဆိုပြီးအားလုံးကိုကိုစားပြုထားတဲ့အမှုဆိုပြီးဖက်ဒရယ်တရားရုံးမှာတရားစွဲလိမ့်မယ်။ကံကောင်းရင်တော့နေ့အတော်ကြာကြာစောင့်ပြီးမှရောကြီးသဘောမျိုးတယောက်ကိုထောင်ကနန်းလောက်ကြည့်တော့ရလိမ့်မယ်။ရှင်းနေတွေကတော့မျိုးမျိုးမြက်မြက်ယူသွားကြမှာပဲ။အဲ့လိုမှမဟုတ်ပဲကရင်ကတရားရုံးအရောက်မခံပဲအပြင်မှာဖြည့်ရှင်းတာမျိုးလုပ်မလာရင်တော့ အမှုတွေတရားမှမရပဲကလိုက်တဲ့အရင်လိုတည်တန်းစာလို့လင်းကွာမရဲကွာအမှုတွေနဲ့ပြန်နှပန်းလို့ရဖို့ပဲရှိလာလိမ့်မယ်ဆရာတော်ဖះเจ้าကဘယ်နှယောက်များပါသွားလဲဟုမေရီဂရေ့စ်ကမေးလိုက်ပြီကျွန်တော်လည်းမသိဘူးဘသူကမှလည်းကျွန်တော်ကိုအကြောင်းစုံပြောပြကြတာမဟုတ်တော့ဝက်စ်ကအဲ့ဒီအတွက်တော့ကျွန်တော်တို့မစိုးရိမ်ပါဘူးပုံဝင်လင်းလင်းပြောရရင်ကျွန်တော်တို့ကိုအကြအကြီးအလုပ်များအောင်လုပ်ထားနိုင်တဲ့အမှုတွေရှိထားပြီးသားပါဒီနေ့ဝိပုဝဲမှာ စပိုင်လာလို့တဲ့တယောက်စနှစ်ယောက်စကျမတွေ့မိခဲ့သေးလားမသိဟုတ်တယ်တယောက်ကဂျက်ဆန်ကရှိနေ Cramden သူကအမှုဆဆိုင်နေတဲ့နေရာရောက်နေတာဒီလာတာကလည်းနှုတ်ဆက်ဖို့အမှုရှာနေတဲ့လူမျိုးပါကျွန်တော်သူ့အကြောင်းကြားပြီးပြီအခုဘဏ္ဍမှုရသွားပြီလေကျွန်တော်ဘုရားအကြောင်းကတော့တယောက်မှမရဘူးသူတို့လည်းရှိနေတွေအကြောင်းခဏလောက်ပြောဆိုကြပြီးထုံးစံအတိုင်း Genesis နဲ့သူမရင်ဆိုင်နေရသည့် ပတ်ဝန်းကျင်ဖိအားများအကြောင်းပြောသွားကြပြန်သည်။အော့ကသူလဲဂျင်းနက်ကိုအချိန်ပေးပြီးပြောဆိုနေကြောင်းသူစကားကိုလည်းနားထောင်နေပါတယ်ဟု ပြောသည်။တနာယီလောက်ပြောဆိုဆွေးနွေးပြီးပေတွန်တို့လည်းဟေဒီဘတ်တို့ပြန်လာခဲ့ကြသည်။